အားလုံးပဲမင်္ဂလာပါရှင်။ဆရာမမဲလွေရေးသားထားတဲ့အာလုံးရင်တင်မတ်တဆိုရဲ့ဝတ္ထုတော်ကိုဖတ်ပြပြခြင်းပါရှင်။နောက်တော့တအချင်းကြီးကြပါအောင်ရှင်။တမီးကအဲ့တိုက်တန်းပြမှနေကြတာ။တမီးစကားကိုမမမယုံဘူးလား။မယုံလည်းနေပေါ့။တမီးရဲ့မိသားစုကအဲ့ညီများတဲ့တိုက်တန်းရကြီးမှနေကြတာ။အေးညမေးရတာကလွယ်လို့ပေါ့။ညကြတော့ဟိုးနောက်ဘက်ကချက်ချင်နေရှိမှာ။ ောက်ထားတဲ့မော်တော်ယာဉ်ရဲနာဆက်ကံလေးကိုသွားအိတ်ကြရတာလေတိုက်တန်းများတော့တမန်တနေတွေကမကောင်းပေမဲ့ရေကြီးတွေပေါ်ထတော့တာရပါပဲအဲ့ရေရဲနာဆက်ကံလေးကနားနေဆောင်မှာအမရမီတာစု6ယောက်ကတချမ်းအောင်မြင့်မြတ်တို့မီတာစု4ယောက်ကတချမ်းနေကြရင်အင်းညာအိတ်ကြရင်အမလို့နေရဲ့နေရကသူ့မိုးတယ်ပေမဲ့ဒီကအကမပါဘူး။အင်းအပြစ်မပါဘူးပေါ့။ကိုလေးတက်ထိုင်နေကြတမင်းရဲ့ဖမီးရဲ့အုပ်ပေါင်းတွေရောပါရင် လေဆိုသမီးတို့နေရာကလေလေးတဖြူဖြူနဲ့စောင်းတွင်းတော့နည်းနည်းအေးရဲ့မိုးဆိုရင်တော့မိုးတက်တက်ရွာရင်သမီးတို့နဲ့အောင်မြင်ရတို့အလေကိုစုအိတ်ကြတာပဲဒါမဲ့မိုးတိတ်တိတ်မလုံပါဘူးအဖေကတော့ပြောရင်ငါတို့တော့သူ့မိုးရင်းရင်းလုံးချင်းဆိုရန်ကုန်စင်းနဲ့တထင်းမှနေရတာကွာတဲ့အဲ့လိုပြောတဲ့အမေကတော့ဟုတ်ပါပြီကိုရှင်တထင်းမြင်ရလို့ပြင်ပြင်ပြောတတ်တယ်နှကန်းကိုထောလို့အောင်မြင်ရတို့နေလားဘာမှမတော်ပါဘူး အစားပါသမီးတို့မှာနေစရာမရှိဘူးဈေးရမှာတော့အိုက်ရတာအဲ့ဒီညမှာအောင်မင်းမြတ်တို့ကနေရကြပြီနောက်အဖေကဟိုးနောက်ဘက်ကဝတ်ချန်နေမှာဝတ်တူကိုကားတင်နေစီကိုအလုံးဝင်လိုက်တော့အောင်မင်းမြတ်တို့အဖေကသူတို့နဲ့လာနေဖို့ခေါ်လိုက်တာသူတို့ကတိတ်ကြရင်အလုံးသွားလေအတူအလုံးလေအတူဟိုရင်အရက်တော့တော်လေအတူတူပဲနီအဖေတို့အမေတို့နဲ့ကတိတ်နေတမင်းနဲ့အဲ့ဒီကောင်မတည့်ဘူးအလကဘာမှမအောင်မြင်ဘူးအောက်ဆုံးပဲ သမီးတော်အလူပဲခေါ်တယ်။သူတော်သမီးနမေကိုနှင်းစီမွေးလို့ခေါ်တရပဲ။အော်သမီးနမေလား။သမီးနမေကနှင်းစီဖွေးရဲ့။နမေလား။စလို့လား။အမေပေးရလေ။အမေကဝုဒုဆောင်ထေကနမေဆောက်အောင်ရေးမှတ်ထားပြီးပေးရတဲ့။မိုင်းနမေကတင်းချီအင်းအကူလက်ကခတ်မဟော။မောင်လေးကထွက်သေးစားရဲ့။သမီးစုံမောင်လေးနမေကိုတော်တော်နဲ့မအောင်မပေါတော့ရင်ထွက်သေးစားဆိုလို့အကြောင်းကဆရာမကရဲလိုက်တာအရင်။ တန်တန်ရောက်ပေါ်ကအမေအဝေးလျှော်နေကြအင်ကကြီးမကြီးကဆိုရင်အမေပြောရင်နင်တို့အမေကနာမည်ပေးမှာတော့ expert တဲ့။ကျောင်းကနင်ရင်သမီးကလက်တန်းအကိုလေးကတုံတန်းသမီးလား။အင်းသမီးရဲ့စာမတော်ဘူး။သမီးစာကျက်ရတာမကျက်ဘူးလေ။သမီးကကြီးမကြီးရတာကြီးကြီး။အကိုလေးနဲ့စာမတော်ဘူး။ရေရဲစလာမမ။အမေကအကိုလေးကိုဒီနေမျိုးကိုရန်ကောင်းအောင်လို့ပေးရတာရဲ့။ဘာမဟုတ်ဆိုလား။အမေကခေါ်ရင်ရင်ကြမြောက်လောင်းနေ။ ေးဟုတ်တယ်ခင်မာကနေပတ်စုံနေလို့မရဘူးလေချက်လာဝဲကရီကဝင်လိုက်ထွက်လိုက်ကိုတန်တန်းလာသေးတော့နေပတ်နေလို့ရရင်တနည်းအားကို အထုပ်တွေဆူတာပြီးရှောက်စော်နေလိုက်ကြရင်အမေကအဝတ်ရှော်ရလေတမီးမကတော့အိတ်တန်းများတွေကသမီးဆိုင်မှာလုပ်တယ်တမီးကဖြစ်လာရင်ညပလင်တိုက်တန်းများတွေပဲအိတ်ချင်လားဒီမှာကချက်ချင်းစော်နေလို့တန်တန်းလည်းမအိတ်ရတာကလားအဲ့လိုမျိုးဘူးနိညစဉ်လုံးကြုံကြီးတွေလာလာမဟုတ်ဘူးနိ ။တမင်းနိုင်ငံရဲ့ဒီတိုက်ကြီးပြီးကြတာကတိုက်ခဲနေရတဲ့ဝင်အိမ်ကြရင်။အခန်းတွေတော့မဟုတ်ပါဘူး။ဓာတ်လီကလေဒီလား။အဲ့ဒီဓာတ်လီကထောင်ကျူတို့ကော်ရီဒါအကွယ်တို့မှနေကြတာ။အရင်ကဒီမှာလူနေရမများဘူးလေ။ပြီးကြအချိန်ကြီးပဲ။မိုးရွာနေရောလို့ဟင်း။လေလုံးလာကပူရောပူတယ်။အရင်လုံချုံရင်ဦးလေးကြီးကတိတ်တော်မပြောရှာပါဘူး။ညာဝိုင်းလာကြည့်ပြီးမလာတော့ဘူး။အခုကျတိုင်တန်းပါနေရတဲ့လူတွေများလာတော့သမီးတို့ရဲ့အိမ်မှာအရင် မကြိုက်ကြဘူးရဲ့။ဘာဆိုင်လို့လဲနော်။တမင်မာလေးဆရာမရှိလို့ဥစားပြီးတော့တမင်တို့ကအိမ်ယူတဲ့ဝင်နေတာမှမဟုတ်တာ။အကြိုက်လို့နေတဲ့နေရာတွေမှာနေနေတာပဲပေါ့။ချမ်းသာတဲ့လူတွေကကစင်းနေဆရာမရှိရှာချင်ကစင်းနေကြတာပဲ။တကယ်ပြောတာမမကြီးအနည်းကြီးဆိုအရန်ကိုကစင်းနေတာ။တမင်ကိုပတ်စံတုံးတယ်မှာဆိုလို့တဲ့။ရောမှာမဟုတ်ဘူးမပေးဘူး။ဩအန်ဂျီဆိုတာကတမင်ကိုခေါ်တဲ့အိမ်ကနေအန်ဂျီရဲ့အိုးအိုးရဲ့ပပရဲ့ ကြီးကြီးတက်ရည်နဲ့သမီးသွားနေရသေးရဲ့ကြောက်တက်ရည်အဲ့ဒီအစ်တွေနဲ့ပြီးရင်အဲ့တန်းမှလည်းအရာရင် အမေတို့မပါဘူးပေါ့သမီးကြောက်တဲ့ကိုပဲခေါ်ရတာမောင်လေးကိုသမီးကခေါ်ရခြင်းနဲ့ပြောပေမဲ့မခေါ်ရဘူးတဲ့အနေကျတော့အိမ်မှာလားဘာမှတိတ်လို့ရပါဘူးမနက်ခင်းဆိုရင်ကြံမွေးတစ်ပြည့်စီနဲ့ဖုံးနေရရင်ဘာမှမရှိလဲနေရခဲ့ရတာကျန်တိုက်ရရင်ပြီးတော့အမိုက်အစ်တွေကိုအမိုက်သမားလာရင်းနဲ့နေရာကိုတွားထားရတယ်။ဗဒန်ကြီးစီရရင်ရေချိုးပန်းစီရတယ်။ ကြီးကြီးတန်းနဲ့ပပညောင်းရင်နေပြရတယ်။ပို့ပို့ပို့92နဲ့900ကိုဝယ်ပေးရတယ်။အန်ဂျီကဟိုဟာဒီဟာလူသားလေးတွေနေဆိုင်ပြီးဝယ်ပေးရတယ်။ပိုးရဲပစံကိုတိတိကျကျတွက်ပြီးပြန်ပေးတိုင်းအန်ဂျီကလိမ်ပါတယ်လို့ပြောရင်ပြီးရင်တော့ကြောင်းသွားပေါ့။ညကျရင်တော့စိုက်ကြည့်ရတယ်။စိုက်ကြည့်ရတာကတိတ်တော့မကောင်းပါဘူး။အန်ဂျီကတမိစာမြန်ရင်အရန်ဆူရပဲ။စာမြန်ရင်နေရဆဲထိုင်တာလောက်ခိုင်းနေ။စာခဏခဏထိရင်ကောင်းကောင်းတယ်။အင်းဒီပြည်လေးပြင်ကြည့်တော့ဘူး။ အမေမေတို့ကအတူဆော့ကိုအပြင်ကနေပြင်းရင်အတန်သိနေတမီးကသွားဆော့ချင်းမီအန်ဂျီကတမီးကိုသူတို့နဲ့မဆော့ရဘူးတဲ့သူတို့ကဆိုရတဲ့တမီးဆော့ကိုအယုံမရောအဟောင်းပြီးအယုံမကိုတမီးကချစ်လို့ပါမဘောပဲအနေနဲ့ပန်းပြီးဆိုးပေးလိုက်တော့ကအန်ဂျီကအရင်စိတ်ဆူတာသူငငယ်ကလေးကအယုံကလေးပေးထားတာကိုတမီးကအကောင်းနဲ့မတန်ဘူးတဲ့တကယ်ကတမီးရဲ့အယုံနဲ့မပြောပါဘူးအမေမေတို့နဲ့အတူအခန်းရှိတုံညာနှစ်ကခွေးချီကိုစားချင်တာ ေကိုအပြင်ကနေလှဆသူကဟောင်းလို့သူ့ရဲ့ရှင်ထွက်လာရင်တဝုံးပုံးနဲ့ကြည့်ရတာပျော်စရာကြီးပြီးတော့ကိုလာကဟိုအကိုကြီးရဲ့အခန်းရှိမှာပလင်းတွေတော့ကောက်ပြီးရောက်စားကြတာလေကောင်းနေအဲ့ပလင်းတွေကိုမနှက်စင်လိုက်မထုတ်ပြင်တော့ကောက်ရတယ်။နောက်ကြိုင်ကြီးအမိုက်သိဉ္ဉ်တွေယူကြပြီးပင်အမိုက်ရဲ့သိဉ္ဉ်တွေတဲကခြေတစ်ပတ်ဆံကြီးရဲ့ဦးလေးကြီးကပို့ဆိုရင်ပလင်းတွေကသူ့ဟာတဲ့မလို့ရှိရင်ရိုက်တတ်မင်းရဲ့တိသားပဲအဲ့ပလင်းတွေကအရေးကြတာမျိုးကို ။တမီးတစ်လုံးနဲ့ဆူတယ်ပြီးသူတက်တော့နေရလို့ဆိုတာတမီးကြည့်သားလေး။အနှစ်ကြီးကတမီးစာဖင်လို့ကောင်းခေါ်တာလို့ရင်အရုပ်တွေကိုဖျက်ဆီးလို့စိတ်ကျိုးတာလို့ရင်ကောင်းပါရဲ့။ကြီးကြီးတက်ကမိုးတစ်ခုပဲကျွေးနေတော့အနှစ်ကြီးကတမီးထက်တောင်ဆိုင်ရင်ပြီးရင်ကားလေးနဲ့အပြင်ကိုခေါ်သွားပြီးတော့တိတ်ဆန်ရောင်းရဲ့ရွှေတဘုံဘုရားရင်လေးပို့ပြီးရင်ရွှေတဘုံဘုရားကိုတမီးတစ်ခါမှမရောက်ဘူးကနေစေရကိုခေါ်သွားပြီးကျောင်းစိမ့်နှစ်လာနေပြီးဖနက်အစ်စ်ကလေးတွေဝယ်ပေးတာပဲအရင်ကတမီးကျောင်းမှာကိုအင်ကာထွက်တိုင်း မျက်နှာအင်ကိုတန်းတန်းမမပြန်လာတော့လို့မှတ်တဲ့တင်နေတိုင်းလေးတီဝီအကြီးကြီးကနေရုပ်ရှင်ကြီးကြီးဟင်းအိုးကြီးရဲ့တရေကားရောတမီးမရှိဘူးကြောက်ဖို့အခုလားအရင်ကျတော့တမီးကိုကြောက်မထားပြီတော့ဘူးအိမ်မှာလည်းမနေရတော့ဘူးဟိုရင်အမေကအရင်ကျတော့အိမ်မှာမင်းကလာတိုက်ပြီးကြီးကြီးသက်ရဲ့ထမင်းအတင်ရဲ့အိုးရဲ့ဖုန်ရင်ကိုခိုးလို့တဲ့ခိုးရဲကျတော့မကောင်းဘူးလို့ကြောက်မှတင်ရရင်အမေကဘာလို့ခိုးရလဲလို့မေးတော့ မတမာကြီးတွေကအကျွေးနဲ့နေလို့ညီတို့ငါမတည်အောင်ယူရဟဲလို့ပြောပြီးဆယ်ရင်ငိုရတာပဲအမေဘူတော့အဖေကဆက်လက်ပွားမင်းအပြင်ကိုအကြာကြီးထိုင်နေကြတော့တာပဲတမီးတော့နားမနေပါဘူးတမီးကိုအဖေလာပြန်ခေါ်တော့ပစ္စည်းတွေထည့်ပေးနေအန်ဂျီကမျက်နှာမကောင်းပဲမင်းကြီးကြီးတက်တို့ကဘယ်တော့မှလက်မခံတော့ဘူးတဲ့အန်ဂျီကတမီးကြောင်းတော့ကိုအကုန်လုံးထည့်ပေးလိုက်တယ်တမီးကြောင်းသွားတဲ့ထမင်းချက်ကလေးကြောင်းပါရင် အခုအောင်မြင်ရတဲ့နေတမီကြိုက်တယ်လို့ဆော့နိုင်ပေမဲ့တီဗီမကြည့်ရရင်ဘိုးကောင်းကောင်းလေးရင်မစားရကြရရင်ဖျားချိုးချိုးလေးပေါ်မအိပ်ရမှသာရဲကတော့မကောင်းဘူးပေါ့တမီလည်းအန်ဂျီတို့အိမ်ကိုပြန်ချင်ပါရဲ့တမီမရှိရင်အန်ဂျီတယောက်ပဲကျန်းနေတိုက်နေရမှာပေါ့ကြီးကြီးတက်နေပပအညာကြီးလေးဘသူကနေနေပါလဲအိုးပေါ်နိုင်ကြီးတို့နဲ့ကိုးနေရဘူးကိုဘသူကဝယ်ပြန်ပါလဲဟိုအာဒီယာလေးဝယ်ဖို့ဈေးကိုဘသူသွားရမှာလဲအိုးရဲ့ပုံကိုတမီယူရမှာမဟုတ်ပဲနော် ဘာလို့သမီးကိုကမနေခိုင်းလို့ဒါလည်းမသိဘူး။သမီးလေးအင်ကိုပြင်ချင်းနေ။ဟုတ်တယ်။သမီးအိမ်နေ။အနေကြီးရောအူရောကသမီးကိုဒါသမီးအိမ်နေတဲ့ကိုအိမ်လိုပဲသဘောထားလို့ပြောပွေး။အနေကြီးရောအိမ်မှာနေတော့မှเจ้าကကောင်းမရင်းနေ။ဆီယမသမီးချစ်ချစ်ကြီးကမဆရလား။သမီးနဲ့မခေါ်ရဲဆီယမသမီးချစ်ချစ်ကြီးကိုခေါ်လာပြီးဒါငါတို့အိမ်ကြီးလို့ပြနိုင်တယ်လို့လေ။အခုတော့သူကကိုတော့ကလည်းလက်ညှိုးကိုတယောကယောနဲ့နှုတ်ပြီးသမီးကိုပြန်လိုက်စနေတော့မှာ။ ။သမီးကိုဘလို့စလဲဟုတ်လား။ချက်ကားကိမာကြီးရဲ့ကောင်မအိမ်မရှိရဲ့ကောင်မတဲ့။နားရှင်ပေးကြပါတော့။တဝူကြောင့်ချင်းကြီးကိုကျေးဇူးတူဝင်တည်ရှိပါရဲ့ရှင်။